အားလုံးပဲမိကလို့ပြောကောင်းစတဲ့ချက်တမောင်ပြောင်းလဲကျိုးစုံလိုက်ပါခင်ဗျာခုတင်ဆက်ပေးမယ်ရုပ်တံမီလို့ဖန်လိုက်ရတော့စခိုင်းတောင်ရုပ်ကငလျင်တန်းကြောင့်တာနာအဆောက်အုံများပျက်စီးနေမှုမြေပြင်ကမြင်ကွင်းများကိုတင်ဆက်လာတဲ့မောင်ရာသားရုပ်တံမီတို့လေးကိုတင်ဆက်ပေးလိုက်ပါခင်ဗျာဒီမှာအဲဒီစခိုင်းတောင်ရုပ်ကဘယ်လောက်ဒီပျက်စီးဆုံးရှုံးသွားလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုပြီးတော့ပြန်လဲတိဆောက်နိုင်အောင်ဆူတောင်းပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုလည်း ကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ20ငါးခုနှစ်ဧပြီလ6ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့အခုစကိုင်းတောင်ရိုးဘဝရှိတဲ့စုံပုံညာရှင်ကိုရောက်နေပါတယ်အဲ့တော့စုံပုံညာရှင်ဇီတို့မြေကြီးပျက်စီးဆုံးရှုံးမှုတွေနဲ့စကိုင်းတောင်ရိုးတက်လျှောက်ပျက်စီးဆုံးရှုံးမှုတွေဘလောက်များသလဲကျွန်တော်တို့ရင်ထဲကကျွန်တော်တို့အသိနှလုံးတွေကကျွန်တော်တို့အထုတ်မြတ်ထားတဲ့ တာသနိကအစအဦးလေးဘလောက်တောင်ပြည့်စုံဆုံးရှုံးမှုများတယ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်နော်။စုံပုံရရှင်စီတို့မြကြီး စကိုင်းမြို့စွန်ဦးပုံညာရှင်စီရီတမကြီးရဲ့ပျက်စီးမှုဖြစ်ပါတယ် ခိုင်းမြို့စုံပုံညာရှင်စီရီနမကြီးရင်းမြေနော်ဘောနဲ့မြင်တွေ့ရတဲ့သခိုင်းတောင်ယိုးရဲ့အလားအပါဖြစ်ပါတယ်အခုတော့သခိုင်းတောင်ယိုးတောင်ထိပ်ကစီရီတော်တိုင်းမှာပျက်စီးမှုတွေမြင်နေရတာအလုံးအင်မတန်ပဲစိတ်မချမ်းသာစရာပါဗျာစီရီတွေအကုန်လုံးအုတ်ခဲပုံဘွားကိုရောက်နေကြပြီ ဆုံးပုံရချင်းစီရင်နမကြီးရဲ့ရေမင်တော်ဘောကနေမြင်တွေ့ရတဲ့စကိုင်းတောင်ရိုးရဲ့အလှပါပါ တရားပြီ။နောင်ရမဘယ်ရမှမြင်စီနေတော့ဒီမှာ။ဒါကရပါ။ဒါကနေပြအောင်ဆုံးကြဆိုတော့ ဖိုင်ဘာဥတီကြောင့်ဘုံမကြီးမရောက်လဲဒီမှာလာကြည့်တဲ့အချိန်နဲ့တက်တဲ့တူတယ်ပဲတို့က